ထိုင်းနိုင်ငံမဲဆောက်မြို့မှာနှစ်ပေါင်း28နှစ်ကျော်ကြာအောင်မြန်မာရွှေ့ပြောင်းအလုပ်သမားတွေနဲ့ထိုင်းနိုင်ငံရောက်မြန်မာလူမျိုးတွေကိုစေကူတာမှုပေးနေတယ်။မဲတော်စေကူကံအကြောင်းကိုရုတ်တံမှတ်တမ်းအနေနဲ့ရှုစားကြရမှာဖြစ်ပါတယ်ရှင်။ ထိုင်းမြန်မာနယ်စပ်မဲဆောင်မြို့မဲရော်ရက်မှာ28နှစ်ကျော်ကြောင်းဒေါက်တာစင်တီယာမောင်ဦးဆောင်ကစေကံဖွင့်လှစ်ပြီးမြန်မာရွှေပြောင်းလူသမားတွေနဲ့နယ်စပ်တစ်လျှောက်ကမြန်မာပြည်သူတွေကိုအခမဲ့စေကူတာပေးနေပါဗျာကျောင်းသားစေကံလူလူတိများတဲ့မေရော်စေကံဟာပြီးခဲ့တဲ့မတ်လ12ရက်နေ့ကနေစတင်ပြီးဧပြီလပထမပတ်အတွင်းမေရော်အမတ်လေးရက်ကွက်ကိုအပီးသက်ပြောင်းရွှေ့တော်မူအခြေအနေတွေကိုရုပ်သံမှတ်တမ်းဖြင့်တင်ဆက်ပေးနေတာပါ နှစ်စဉ်လူနာပေါင်း9000ကျော်တသိန်းနီးပါးလောက်အခမဲ့ကုသပေးနေတယ်မဲရော်စီကန်းကခွဲစိတ်ဆောင်ကတော့အစ်စ်ဖွင့်လိုက်တော့မယ်မဲရော်အမှတ်လေးရက်ွက်ကိုမလ12ရက်နေ့ကစတင်ပြောင်းရွှေ့သွားကြတာဖြစ်ပါတယ်စီကန်းတွင်းမှာရှိတဲ့ပြင်ပလူနာဌာနခလေးကုသမှုဌာနတားပွားဌာနငှက်ဖျားကုသရေးဌာနခြေတူးလက်တူတက်ဆင်ရေးဌာနမျက်စိကုသရေးဌာနစတဲ့ဌာနတွေကတော့ဧပြီလပထမအပတ်တွင်အပြီးပြောင်းရွှေ့မှာဖြစ်တယ်လို့သိရပါတယ် ီလိုရွှေပြောင်းတဲ့အခြေအနေတွေနဲ့ပတ်သက်လို့မေရော်စီကန်ရဲ့စီကန်ထိမ့်သိမ်းရေးနဲ့လုံခြုံရေးတာဝန်ခံဆရာနေဦးကအခုလိုပြောပါတယ်အခုကျွန်တော်တို့ပထမဦးဆုံးအနေနဲ့ဆက်ကြည့်ခဲ့ပါတော့ဒီခွဲစိတ်ဌာနကိုကျွန်တော်တို့ဒီမတ်လ7ရက်နေ့မှာစပြောင်းတယ် စပြောင်းလို့ဒီဌာနကိုအရင်ကစစကွယ်နေစီနေရအဲ့မှာစပြောင်းလာတယ်ပထမအစီအစဉ်ကကျွန်တော်တို့ကဌာနတစ်ခုကြီးတစ်ခုပေါ့ဒီမတ်လမတ်လနဲ့စပြီးတော့ဧပြီလပထမအပတ်တိမှာကျွန်တော် IPD ရော IPD ရှိတဲ့ IPD တွေအပေါ်တော့ကျွန်တော်ပြောင်းဖို့အစီအစဉ်ရှိတယ်နောက်ပိုင်းမှာကြာတော့ပါလဲဆိုတော့ဟိုအရေးပေါ်အနေနဲ့ကြုံလာတာကျွန်တော်တို့နေရာတော့ဒါနေရာတက်ရောက်ပြီးအရေးပေါ်အခြေအနေဖြစ်တဲ့အခါကျရင်ကျွန်တော်တို့ဘယ်လိုမျိုးကာကွယ်မယ်ဘယ်လိုမျိုးထိန်းချုပ်မယ်ဆိုတဲ့ဟာပါတော့ ဟိုဘုဘုနဲ့ကြွရဲဒီပွင့်လေးခါလာမှာဆိုလို့ရှိရင်အာမိအခုခုကမိပြီးတော့ရောက်တဲ့ခါကျရင်အဲ့ဒီမိပြီးကိုကျွန်တော်ဘယ်လိုကောက်ွက်မလဲမိသားတင်တဲ့ပေါ့အဲ့ဒီမိသားတင်တဲ့ကကျွန်တော်တို့ကဘယ် team တွေဖွဲ့ပြီးတော့မှအဲ့ဒီ team တွေကမိသားတင်တဲ့တက်မဲ့ပြီးလို့ရှိရင်ဝန်ထမ်းတွေအားလုံးကိုမိသားတင်တဲ့ကျွန်တော်တို့ဆင့်ပဲဆင့်မပြောင်းွယ်တယ်အဲ့ဒီအစီအစဉ်တွေပြီးတော့မှကျန်တဲ့ department နဲ့ကျန်တဲ့ဌာနတွေကျွန်တော်ပြောင်းရှိမှဖြစ်တယ်ဘာလို့လဲဆိုတော့အခုခုအရေးအကြောင်းကြုံလာတဲ့ခါကျရင်ကျွန်တော်တို့မှဝန်ထမ်းတွေရော နောက်တခြားဟိုပန့်ပုံမဲ့လူတွေကအခက်အခဲရှိတယ်လို့စေကန်တစ်ကိုအရင်မေတော်စေကန်အဟောင်းတီရှိရာမေတော်ရက်ကွက်ထဲမှာပဲမြောက်ဘက်2ကီလိုမီတာကျော်လောက်အကွာမှာရှိတဲ့မမတ်လေးရက်ကွက်အပိုင်းတွေကို ပြောင်းရွှေ့ပွင့်လှစ်ခဲ့တာဖြစ်ပါတယ်။စေကန်တစ်နေရာရဲ့စေကုတ ాయి ဆိုင်ရာအထောက်ပံ့နဲ့အဆောက်အအုံရဲ့အာသာချက်တွေနဲ့ပတ်သက်လို့လဲဆရာနေဦးကအခုလိုဆက်ပြောပါဗျာ။ တို့ကအနည်း20ကျော်လုံးလုံးနော်နေရာအောင်မှာပေါ့နော်ကျွန်တော်တို့ဖွင့်နေခဲ့ပြီဒါပေမဲ့နေရာအသေးကိုပြောင်းလာတဲ့အခါမှာကျွန်တော်တို့အခက်ခဲရပါလားဆိုတော့လူနာတွေအတွက်အခက်ခဲအများကြီးရှိပါတယ်။ဘာလို့လဲဆိုတော့ဒီနေရာနေရာအသေးမှာဆိုရင်တို့ရဲ့သွာလာမှုအခက်ခဲပေါ့။ငါကနေရာအောင်မှာတော့မှဒီလူနာတွေကဆိုရင်တို့အတွက်လုံခြုံရေးသွာလာမှုအတွက်အခက်ခဲရှိတဲ့အပြင်နော်ဟိုတို့ကလုံခြုံမှုမရှိဘူး။ဒီနေရာအသေးလာတဲ့အခါမှာကျတို့ကနေရာမြေကိုညောအတိအကျလည်းတို့လည်းမသိဘူး။မသိတဲ့အခါမှာတို့ လာဖို့အခက်အခဲရှိတယ်လို့ပြောသူတို့အတွက်လုံခြုံရေးအတွက်လည်းအခက်အခဲရှိတယ်နော်နော်ပေါ်ပြလို့ဆိုတာဒီမှာတခုပြောင်းသွားတဲ့ခါကျတော့ရှိရင်လည်းတခုကတော့ဟိုတခုကတော့ကျွန်တော်တို့အတွက်ဒီသွားရေးလာရေးနဲ့တော့ဝန်ထမ်းတွေသွားဖို့လာဖို့အတွက်ဒီတာဝန်ကျတဲ့ဆရာဆရာမတွေရဲ့သူတို့ရဲ့တာဝန်အလှည့်ကျလှည့်ကျသွားလာတဲ့ခါမှာကျွန်တော် transportation ကတည်ယူပို့ဆောင်ရေးကအခက်အခဲရှိတယ်ဆရာဆရာမတွေရောလင်လာတယ်ပြောတော့တခုကောင်းတာတော့ပါကောင်းလဲဆိုတော့ကျွန်တော်တို့ဒီနေရာမှာကျတော့ ဆေးရုံဆေးကန်းနဲ့တူပါဘောနော်သူရဲ့ဌာနလိုက်ဌာနလိုက်ရေတတ်ရှင်မှုတွေနောက်ပြီးတော့ဒီဟိုကတင်ကတင်နေရာအစပေါ့လူနာနေမဲ့နေရာတွေအစကျွန်တော်လူနာတွေပြမဲ့နေရာတွေဆရာစီစနေတော့ကြာသွားတော့ဘောနော်စီစနေကြာပါလို့အဆောက်အဦကလည်းပါလဲဆိုတော့ဆေးရုံဆေးကန်းနဲ့ပုံစံတပုံစံနဲ့ဖြစ်သွားတော့ပုံစံနဲ့တူသွားတော့ဘောအဲ့ဒါတွေကကျွန်တော်ရဲ့အားသာကြည့်ပါနော် ယောဂာလိုက်ကုသဆောင်တွေရှိနေတဲ့မဲရောစေကန်းရဲ့တားဖွားဆောင်ကတော့တားဖွားမဲ့မိခင်နဲ့တားဖွားပြီးတဲ့မိခင်တွေတက်ရောက်နေတာတွေ့ရပါတယ်။ တားဖွာလူနာ300ကျော်ကနေအနည်းဆုံး250ကိုတားဖွာပေးနေရတယ်လို့တားဖွာဆောင်တာဝန်ခံဆီယာမကပြောပါတယ်တဲရတဲ့လူနာဒီလိုမျိုးမွေးဖွားတဲ့လူနာကျတော့တလအတွင်းမှာဆိုလို့ရှိရင်300နီးပါပါ။တခါတလေဆိုတလပြန်ပြခြင်းအဖြစ်တော့300ပါရှိပါဒီ2014ဆက်ကလာဆိုလို့ရှိရင် 2016တွင်မှာကျတော့ဒီလုံခဲ့တဲ့ဒီတလနလကျတော့ခင်းရကျော်လောက်ပဲရှိ150အဲ့လို150ကျော်ကျော်ဟုတ်ကဲ့ မေရိုစေကန်ဆိုရင်ထိုင်းမြန်မာနယ်စပ်မဲဆောက်ဒေသအတွင်းဟာရွှေပြောင်းမြန်မာလို့သမားရည်နဲ့နယ်စပ်တချို့စင်ရသားပြည်သူတွေအတွက်ကျမ်းမာရေးအခမဲ့ကုသပေးရာဌာနတစ်ခုဖြစ်ပါတယ်။ ရာသီဥတုအကူအပြောင်းမှာဖြစ်တဲ့ယောဂါတွေကလည်းနေဆက်ဒေတာတွေမှာအဖြစ်များတဲ့ငပြားယောဂါအပါအဝင်အခြားအထွေထွေယောဂါတွေထိကိုက်တန်ရန်ရရှိတာတွေခြေတုရတုတဆင်နာမျိုးတွေလေဖြတ်သလိုဖြစ်တဲ့နာတာရှည်ယောဂါတွေပါဆေးဝါးကုသမှုနဲ့နေထိုင်စားသောက်စရာတွေထိစောင့်ရှောက်စီမံဆောင်ရွက်ပေးခဲ့တာဟာအခုဆိုရင်နှစ်ပေါင်း28နှစ်နဲ့တလကျော်ခဲ့ပြီဖြစ်ပါတယ်ခင်ဗျာ